နှစ်ပွဲဆက်ရုံးပွဲကြုံတွေ့ခဲ့တဲ့မိုးထက်အောင်ပရိသတ်များမိမိလာများမန်ချစ်စတာဖောဆောင်ကနေပြန်လဲကြိုးလိုက်ပါရင်ပြီးခဲ့တဲ့ပွဲတုန်းကစမီတန်ကိုရှုံးနေခဲ့တဲ့မိုးထက်အောင်ဟာအခုပွဲမှာလည်းကွန်ဖော်လိုင်းကိုထပ်ပြီးရှုံးနေသွားခဲ့ပြန်ပြီဖြစ်ပါရင်မိုးထက်အောင်နေတဲ့မာကွန်မဲရှိတော့ပြီးကစားကွက်မရှိနေစနစ်မရှိနဲ့တဲအိတ်ကြီးကကျိုးဝိုင်းပေါ်တက်ပြီးထုံးနေတယ်လို့ဖြစ်နေရပါရင်ကွန်ဖော်လိုင်းကတော့နေစနစ်ကောင်းသူပြီးပြီးခြေကန်ချက်တွေနဲ့အမှတ်တရအောင်ရှောက်ယူသွားနိုင်ခဲ့ပြီးအပိုးအချုပ်မှာလည်း clean shot တွေထွက်တယ်လို့ချုံတူးတွေလည်းဆက်လိုက်ပေးနိုင်ခဲ့ပါရင်ပထမအချိန်မှာကွန်ဖော်နိုင်းကအခြေခံချက်တွေနဲ့တောက်လျှောက်ဖွင့်ကစားခွင့်ပြီးမိုးထက်အောင်ကတော့ကောင်တာချောင်းကစားဖို့ဟန်ပြင်ခဲ့ပါရင် ။မောင်ချောင်ကအထင်းဝင်ပြီးစူးစမ်းခဲ့ပေမဲ့လည်းခွန်ဖုံတိုင်းကတားချေနေချိန်နဲ့ထောက်ထားနိုင်ခဲ့ပါရင်နှစ်ယောက်သားပြိုင်တွန်းဆိုင်တော့ကြရင်ခွန်ဖုံတိုင်းရဲ့ဖျောက်လက်သည့်တစ်ချက်ကမောင်ချောင်ရဲ့မျက်နှာကိုခွဲကနေထိပါရင် ဒုတိယအချိန်မှာလည်းကွန်ဖော်နိုင်းကပဲအခြေခံချက်တွေနဲ့တောင်းဆောင်လန်သားသလိုမုံချောင်ကလည်းဖျောက်လဲသေးတဲ့နောက်ကလည်းလည်းပတ်တတော်တွေနဲ့အမှတ်ယူဖို့စူးစမ်းခဲ့ပါတယ်။ဖြစ်ချင်တော့မုံချောင်ရဲ့ဖျောက်လဲသေးကလည်းမရှိသလိုပတ်တတော်ကလည်းလေထဲမှာထိုးရသလိုဖြစ်နေခဲ့ပါတယ်။ကွန်ဖော်နိုင်းရဲ့ခြေထွက်လက်ထွက်တွေကတော့မုံချောင်နဲ့ပိုတာနေခဲ့ပြီးမုံချောင်တယောက်နှစ်ခြေစလုံးကွန်ဖော်နိုင်းကိုဘယ်နေရာကမှမရှင်းနိုင်ခဲ့ပါဘူး။နောက်ဆုံးအချိန်မှာတော့မုံချောင်ကပွဲကိုတင်းလိုက်ဖျက်ဖို့စူးစမ်းခဲ့ပေမဲ့ကွန်ဖော်နိုင်းကလည်းအဝေးမခံပဲအချုပ်ပိုးတွေနဲ့ထိန်းထားပါတယ်။ ူပြီးချုပ်တဲ့အချိန်မှာခြုံတူးတွေလည်းမိုးထအောင်ဇက်တိုက်မိပါတယ်မိုးထအောင်တယောက်ဘာမှလုံးမရပဲခွန်ဖုံနိုင်ကိုဘယ်နေရာမှထိကျက်ယူနိုင်ခြင်းမရှိခဲ့ပါဘူးချီပြေးတဲ့အထိအနိုင်ရှုံးပေါ်ခဲ့တာကြောင့်အမပေးဆုံးပြတ်ခံယူခဲ့ရမှာတော့ခွန်ဖုံနိုင်ကိုပဲဒိုင်းသုံးစလုံးကနိုင်ပေးခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲအဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ